ားလုံးပဲမင်္ဂလာပါဗျကိုဘီရှယ်ရင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel မှာဆိုရင်ငွေရေးကြေးပညာပေးဘုသူဒအကြောင်းအရာများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာဖြစ်လို့ channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်ဗျကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့မတိမ်ကောတဲ့စီပွားရေးဗာစီပွားရေးလောက်တဲ့လဲလို့မေးလိုက်ရင်ဖြေရတာတိုင်ပတ်ပါတယ်တယောက်နဲ့တယောက်အခြေအနေကျွမ်းကျင်မှုပတ်ဝန်းကျင်ဝါသနာအခြေချင်းငွေရင်းဤ စတာတွေမတူတာကြောင့်တယောက်အတွက်တင့်တော်တဲ့လုပ်ငန်းကနောက်တယောက်အတွက်တင့်တော်ချင်မှတင့်တော်ပါလိမ့်မယ်။ဒါပေမဲ့ဘာလို့ရမလဲရေရေရာတွေးမြရင်တော့အစားအသောက်လုပ်ငန်းကိုလိလကြည့်စီချင်ပါတယ်။စားဝတ်နေရေးမှာစားတာကထိတ်ဆုံးကပါ။ငွေမရှိရင်အဆုတ်အဟောင်းဝတ်လို့ရတယ်။လမ်းဘေးအိတ်လို့ရတယ်။မစားမတော့ပဲတော့ဘူးမှနေလို့မရပါဘူး။ဘလို့အစားအသောက်လုပ်ငန်းမျိုးလုပ်ရမလဲလို့မေးလိုက်ရင်တော့လုပ်လို့ရတာတွေအများကြီးပဲလို့ဖြေချင်ပါတယ်။ ငွေရှာနီးတရားမှာရေးခဲ့တယ်လို့ပဲကိုပဝန်းကျင်မြို့ရွာအခြားပဝန်းကျင်မြို့ရွာတွေမှာလုပ်နေကြတဲ့များစွာသောအစားအသောက်လုပ်ငန်းတွေကိုလဲပတ်ကြည့်လိုက်ပါခင်ဗျာအရင်မရှိပဲလုပ်လို့ရတဲ့သူများအကျော်ယူရောက်တာတို့ရေထမ်းရောက်တာတို့ရေတန့်ပို့တာတို့အပြင်အရင်နဲ့နဲ့အရင်အတင့်အတင့်အရင်များစွာနဲ့လုပ်လို့ရတဲ့အစားအသောက်လုပ်ငန်းတွေပုံကြီးရှိပါတယ်လူရန်စားအလုံးအတွက်စီးပွားရေးအခွင့်အလမ်းတွေရှိပါတယ်အီကြွေးစမူစာဒုတ်ထိုးဘရာကျော် ငုံပြုတ်ရောင်းတက်ရင်အကုန်မြတ်ပါတယ်စိုက်ပျိုးကြီးလဲလောက်တက်ရင်ကြိုက်ပါတယ်ကြိုက်နိုင်တာမြတ်နိုင်တာကိုရွေးလောက်ရမှာပါကျူတွက်ကြည့်ပြီးမကြိုက်ရင်မလောက်ပါနဲ့မတီချင်ရင်မလောက်ပါနဲ့ခင်ဗျာမကျွမ်းကျင်မပိုင်နိုင်ရင်တီချာမပြင်းစင်မတွက်ချက်ခဲ့ရင်တော့ဘယ်လောက်ဖြစ်ဖြစ်မြတ်ဖို့ခဲရင်ပါတယ်ဗျစီးပွားရေးလုပ်ငန်းတစ်ခုမလုပ်ခင်ဒါရီအားလုံးကိုလေးလာတွက်ချက်ပြီးမှလုပ်စီချင်ပါတယ်ကိုလုံးမဲ့လုပ်ငန်းကိုကျွမ်းကျင်ပိုင်နိုင်ရပါမယ် ဈေးကွက်တစ်ခုလုံးကို နားလည်နေရပါမယ်။လုပ်ငန်းနဲ့ပတ်သက်တဲ့အစိုးရမူဝါဒတွေကိုသိရပါမယ်။နားမလည်သေးရင်အရင်လေ့လာပါဦး။ကိုပြစ်မှတ်ထားတဲ့ဝယ်သူစားသုံးသူအုပ်စုကိုတရားသိရှိနားလည်ထားရပါမယ်။ပြစ်စီနဲ့နေရာထိုင်ခင်းစရတွေအတွက်မတိငွေဘလောက်လိုမယ်။နေစဉ်၊လစဉ်၊နေ့စဉ်ကုန်ကြစိတ်၊ကုန်ချမ်းစိတ်၊လောက်သမားစိတ်ဓာရီကိုကြိုတွက်ထားရပါမယ်။ ဝယ်ငွေဘလောက်ရှိပြီးအများဘလောက်ရမယ်ဆိုတာခန့်မှန်းထားရပါမယ်။ဈေးနှုန်းတက်မှတ်ချက်တွေကြိုလောက်ရပါမယ်။တလကိုဘလောက်ဖို့ရောင်းရမှအရင်ကြည့်မယ်ဆိုတာကိုလည်းတွေ့ကြည့်ရပါမယ်။တွေ့ကြည့်လို့အများမရှိရင်တော့လုံးလုံးမဖြစ်ပါဘူး။ပြိုင်ဖက်တွေကိုလေ့လာပါ။ကိုပြိုင်ဖက်တွေနဲ့ရှင်ရင်ကိုရဲ့အားနည်းချက်အားတာချက်တွေရှိနေတဲ့အခွင့်အလမ်းတွေတွေ့လာနိုင်မဲ့အခက်အခဲဒုက္ခတွေကိုကြိုတင်သုံးသပ်ပြင်ဆင်ရပါမယ်။ကိုပြိုင်ဖက်တွေနဲ့ရှင်ရင်ကိုမှာ ထူးခြားအားသာချက်အ ਨੇ ဆုံးတစ်ခုတော့ရှိရပါမယ်။ဥပမာဈေးပို့တော်တာဆက်ဆံရေးပို့ကောင်းတာဘယ်နေရာမှာလောက်ရမလဲဆိုတာကိုရွေးရပါမယ်။ဘလို့နီးနဲ့ဖြန့်ဖြူးရောင်းချမှလည်းတွေးရပါမယ်။ဈေးကွက်ရအောင်အယောင်မြင့်တင်ကြီးဘလို့လုံးမလဲတွေးထားရပါမယ်။ငွေချေးပြီးလောက်တာဆိုရင် ပေးရမယ့်အတိုးနဲ့ကြိုက်မကြိုက်အရှုံးပေါ်ရင်အကျွေးဘလို့စက်နိုင်မလဲကြိုတင်တွက်ချက်ထားရပါမယ်။လောဘမကြီးပါနဲ့။တေးသေးကစပါ။ ကျွေးတန်လျာငရဲထဲမရောက်သွားအောင်ကြိုတင်ချင့်ချိန်ဆင်ချင်ရပါမယ်။ကုံချမ်းတွေဘယ်ကဝယ်ရမလဲ။အလုတ်ကမားဘယ်ကရမလဲ။ပြီးတော့တနေ့တာလုပ်ငန်းရှင်တွေကိုလည်းကြိုတွေးပြီးအသေးစိတ်စီစဉ်ထားရမှာပါ။လုပ်ငန်းတစ်ခုလုံးကိုမလုပ်ခင်ဒီလိုအသေးစိတ်စဉ်းစားချင့်ချိန်တွက်ချက်ထားပါ။အချင်းဖန်းဖို့ဂျင်းထဲဖို့ချောင်းနေတဲ့လူတွေရှိတာကြောင့်ကိုမကျွမ်းကျင်တဲ့အလုပ်ဆိုအရင်ဆုံးအချိန်ပေးပြီးလေ့လာစီချင်ပါတယ်။ခုပြောတဲ့အချက်တွေဟာ အစားအသောက်လုပ်ငန်းလုပ်မှာမဟုတ်ပါဘူး။အဖို့အထဲနေရေးထိုင်ရေး၊သွားရေးလာရေးစသဖြင့်အာလုပ်ငန်းလုပ်လို့အတုံးတဲ့မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ။အားလုံးကိုယ်စိတ်နှဖျားစမ်းမာချမ်းသာကြပါစေခင်ဗျာ။လေးစားစွာဖြင့်ပုံဆောင်ကျူးကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ဆရာပုံဆောင်ကျူးရဲ့မတိန်ကောတဲ့စီးပွားရေးဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာလည်းဒီလိုမျိုးစိတ်ဝင်စားကြကောင်းတဲ့ငွေကြီးပညာပေး အကြောင်းအရာများကိုစဉ်ဆက်မပြတ်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးအားပေးသွားခဲ့ကြပါဦးဗျ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။